လောကမှာရိုးသေးစရာ မရှိဘဲနဲ့ကျိုးနွန်စရာအမိပြုတ်စရာမရှိဘဲနဲ့နေရတာဆင်းရဲတယ်တဲ့။ဒီချာစင်းတာနော်ဒီဥစ္စာလေးကိုနော်ဒုက္ခခေါ်အကတော့ဝိရတိအပတ္တိတော့ရိုးသေးစရာမရှိဘဲနဲ့ကိုရိုးသေးစရာကိုမြတ်နိုးတဲ့ကိုတန်ဖိုးထားတဲ့လူမရှိဘဲနဲ့ကိုစိတ်ထရဟာဒီလူကတော့အလုံးကိုတော်တာပဲဆိုပြီးတော့အာကိုအာရာပြုတ်ပြီးတော့နေရတဲ့လူပေါ့နော်။ဒါနားလည်ပြအောင်ပြောတာပါဟုတ်လား။ အဲ့လိုရိုသေစရာမြင်နိုးစရာမိခိုးစရာမရှိဘဲနဲ့နေနေရတာဗါတယ်တော့ဆင်းရဲတယ်တဲ့မြတ်စွာဘုရားစဉ်းစားတာကိုပြောတာဟုတ်လားအဲ့ဒါကြောင့်မို့လို့တဲ့ကံတို့ခွာဟာတမဏဝါပြမဏဝါတက္ကတဝါကရုံကတ္တဝါဥပနိဒါယဝိရေယငါဘယ်လိုပညာရှိယဟန်သူတော်ကောင်းတွေကိုနော်အယူအသေးပြုတ်ပြီးတော့အလေးအမြတ်ပြုတ်ပြီးတော့အမိပြုတ်ပြီးတော့နေရမှာမတုံးလို့အဲ့လိုစဉ်းစားနေတယ်ကဲဒါဒီစိတ်ကူးမျိုးလေးကိုဘုန်းဘုန်းတို့ ကို့တန်တမှာရှိတဲ့နယ်ပေါ့နော်ကို့ထက်အကြီးအကဲအနေနဲ့တော့ရိုသေးစရာ လေးစားစရာမျက်နှိုးစရာ မရှိဘဲနဲ့နေရတာပါတော့ဆင်းရဲတယ်တဲ့ဒါမြတ်စွာဘုရားအကုန်တရားလုံးတော့အတိပေါ့ဒုက္ခတွေအကုန်ငြိမ်းပြီးတော့မှစဉ်းစားပုံတော့ဟုတ်လားဒါဘုရားဖြစ်နေတာတော့ဘုရားအဲ့လိုစဉ်းစားနေတယ်ရိုသေးစရာလေးစားစရာတန်ဖိုးထားစရာအမိကိုစရာမရှိဘဲနဲ့နေရတာဆင်းရဲတယ်ဒါကြောင့်မလို့ငါဘယ်လိုသမဏပြမဏတွေကိုအယုဒေပြုတ်ပြီးတော့ လေးလေးအမျက်ပြုတ်ပြီးတော့အမိပြုတ်ပြီးတော့ငါနေရရင်ကောင်းမလို့စဉ်းစားတယ်။အဲ့ဒါနဲ့မြတ်စွာဘုရားလောကကြီးကိုတော့သူ့ရဲ့ဉာဏ်နဲ့သူရိုတည်တဲ့နဲ့လေးစားတဲ့နဲ့မျက်နှိုးတဲ့နဲ့နော်အလေးအမျက်ပြုတ်တဲ့နဲ့ပုံကိုလိုက်ရှာကျမတွေနဲ့တည်းလူတွေသမဏပြမဏအကုန်လုံးလိုက်ရှာသူ့ထက်သာတဲ့လူမပြောနဲ့ဒန်းလူလူတော့မတွေ့ဘူးလေဟုတ်လားဘယ်မှမရှာလို့မတွေ့ဘူးဆိုတော့ तू ကလူအနေနဲ့ပုံကိုအနေနဲ့တတ္တဝါအနေနဲ့မြတ်စွာဘုရားနော် အလေးအမြတ်ပြုဖို့မျက်နှိုးဖို့ဆိုတာတော့မရှိဘူးအဲ့တော့မြတ်စွာဘုရားဘလို့တက်ပြီးတော့စဉ်းစားတော့အဲ့ဒါလို့ဆိုလို့ရှိရင်တဲ့မာထိုးထွင်းပြီးတော့တိထားတဲ့ဟောဒီသူတော်ကောင်းတရားကိုပဲမလေးပါဖို့လေးပါနှိပ်ပါပေါ့နော်ဒီလောကုတ္တရာတရား၉ပါးကိုပဲတက္ကတဝါကရုံကတ္တဝါဥပနိဒ္ဒာယဟုတ်လားအယုသေးပြုတ်ပြီးတော့အလေးအမြတ်ပြုတ်ပြီးတော့နေတော့မယ်လို့လို့မြတ်စွာဘုရားစဉ်းစားတယ်